Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါရစေကျွန်တော်တို့ဒီညအရှင်မင်းကစားသွားတဲ့ Inter Milan နဲ့ Barcelona ရဲ့ပွဲမှာ၄ဂို၃ဂိုဆိုတဲ့ရလနဲ့ Inter ကအနိုင်ရပြီးတော့နှစ်ကျော်ပေါင်း9ဂို6ဂိုဆိုတဲ့ရလနဲ့ Inter Milan ဟာ final ကိုတက်သွားပြီဒီဒီချိန်တော့ပေါ့နော်ဟိုဘက်က Arsenal ပဲတက်လာတက်လာဟို PSG ပဲတက်လာတက်လာ Inter နေနဲ့ Champions League ကင်မြောက်တာမြင်ကျွန်တော်မြင်ရမလားပေါ့နီးပြဒီ Inzaghi ရဲ့လက်အောက်မှာပေါ့နော် ဘာလို့လဲဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တည်လုံးကလည်းတက်သေးတယ်မန်ချက်စတာစီးတီးနဲ့တွေ့ပြီးတော့1-0ဆိုတဲ့ရလနဲ့သူတို့ final မှာရှုံးနေခဲ့ရတယ်ဒီတော့ Inter Milan အတွက်အခုလက်ရှိနောက်ပိုင်း5-6နှစ်လောက်တအားပြန်ပြီးတော့ဒီဥမောလာတဲ့အချိန်မှာဒီလက်ရှိ Champions League final ကိုကျွန်တော်တို့ကတက်ပြန်ပြီးတော့တက်လာနိုင်ပြီပေါ့နော်တော်တော်လေးကိုမလွယ်ကူခဲ့တာပေါ့တော်တော်ကိုမလွယ်ကူခဲ့တာအင်တာဟာတော်တော်ကိုဖိုင်နယ်ရောက်ဖို့ထိုက်တန်နေအသင်းမှာမပါပြောစရာတွေအများကြီးရှိပါတယ်နော်ဆိုတော့ဒီပထမဆုံးအနေနဲ့ လော်တာရိုမာရီနက်စ်က20နှစ်10မိနစ်မှာကျွန်တော်တို့ဂိုးရတယ်ဖက်ဒရီကိုဒီမာကိုကောင်းပြီးတော့ရခဲ့တဲ့ဂိုးပါတော့ဒီမာကိုကောင်းပြီးတော့ကျွန်တော်ဒန်ဖရီးစ်ကအသားလေးချူပစ်လိုက်တာကိုလော်တာရိုမာတီနဲ့ကျွန်တော်တို့ဒါကန်သွားတာပြီးလို့ရှိရင်ပင်နေဒီရှာလာကနိုလူကျွန်တော်တို့ဒါ45မိနစ်မှာရတယ်2-0ဆိုတော့အော်โอเคဟုတ်ပြီပေါ့ဒါပေမဲ့မတော့ပြောမရသေးဘူးပေါ့ဘာစီအိမ်ဝင်းလုံးကလည်းဒီကောင်လေးဒီတိုင်းပဲနှစ်ကိုအသားစီနဲ့ရပြီးတော့ဘာစီကကမ်ဘက်ပြန်လာထတာကိုသိကြအောင်အဲ့လိုပြောနေမှာပဲ မိနစ်60အတွင်းဘာစီကနှစ်ကူးပြန်သွင်းနေဗျာအဲရစ်ကာစီယာက54မိနစ်မှာလုံးဝမြေမကြဘောကန်နေဒန်နီအော်လ်မိုကကျွန်တော်တို့ကခေါင်းတိုက်သွင်းနေနောက်ဆိုတော့ဂျရက်မာတင်ဖြစ်နေပေါ်တော်တော်ကောင်းလာပါလုံးဝကိုဝိတ်ပြီးတော့ကိုကျွန်တော်လာတာဒါအပြင်ကျွန်တော်နေနေဗျာရာဖီညာက89မိနစ်မှာညာချီနဲ့ကန်သွင်းနေဘယ်ချီနဲ့ပိတ်တာကိုပြန်ထွက်လာတာကိုညာချီနဲ့ပြန်ပိတ်ပြီးတော့အိုကေဘာစီတက်ပြီပေါ့နော်ဘာစီတက်ပြီပေါ့ဘာစီနေနေလုံးဝခံပတ်ပြန်လာတာအင်တာအချီနေမကောင်းတော့လောက်ဘူးပေါ့အဲ့လိုချီနေလို့မှာပဲကျွန်တော်တို့က39နှစ်အရွယ် ဖရန်ချက်စကိုအဆာဘီကကျွန်တော်တို့ဒီ93မိနစ်မှာကျွန်တော်ချီပါကူးသွင်းသွားပြီးတော့3-3ဖြစ်ပြီးတော့နောက်ထပ်မိနစ်30ထပ်ကစားတယ်။ဒီနေရာမှာဟိုโอเคကျွန်တော်ဂိုးတွေရင်းပြရင်ကျွန်တော်တို့ဒါဟို96မိနစ်မှာလည်းကျွန်တော်ပေါ့နော်ကျွန်တော်တို့ဒါဒီဖရက်တချီကဥဆောင်ကူးသွင်းနေ4-3ဆိုတဲ့ရည်ရည်နဲ့ကျွန်တော်တို့ဒါအင်တာတက်သွားတယ်ပေါ့ဗျာ။ဒီနေရာမှာကျွန်တော်တို့လုံးဝဒီချီချူဝမဲ့ကစားမတွေအများကြီးပါ။နှစ်သင်းစလုံးမှာကတကယ်ကောင်းတဲ့ကစားမတွေအများကြီးရှိခဲ့တာ။ဒီထဲမှာကျွန်တော်အရင်ဆုံးပြောချင်တာကဒီအဲ့ဖရန်ချက်စကိုဒီအဆာဘီ အစာပြေရာလက်ရှိ38နှစ်အရွယ်ရှိပြီ38နှစ်သူ professional ဘောလုံးလောက်ကိုဖြတ်တန်းလာတာအနည်း20ရှိပြီပေါ့ကျွန်တော်ကျွန်တော်သိရတော့အနည်း20ရှိပြီဒါ Champions League သူ့ရဲ့ပထမအဦးဆုံးဂိုးပဲ Champions League မှာဒါဟာဘလောက်ထိတော့မှအမှတ်တရဖြစ်နေမလဲစဉ်းစားကြည့်ဗျာเนาะအရေးကြီးပါတယ်ဆိုတဲ့အချိန်ဒီမျိုးမှာခန်စစ်ဆိုပြီးမဲ့လေလို့ပေါ့နော်တိုက်စစ်မှာကျွန်တော်နေရင်းနဲ့ပိတ်သွင်းသွားခဲ့တာเนาะ Market Student ရဲ့เนาะကျွန်တော်တို့ကကောင်းတဲ့အလုံးကနေ Market Student အချိန်နေเนาะကောင်းတဲ့အလုံးကနေတစ်ဆင့် ဒါအပြင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲသူကဗောနော်ကစားမဘွားမှာသူကင်ဆာနှစ်ခါတိဖြစ်ခဲ့ဘူးတယ်ဒီအစာဘီကဗောနော်ကင်ဆာနှစ်ခါတိဖြစ်ခဲ့ဘူးပြီးတော့အဲ့ဒီကင်ဆာတွေဘာတွေကိုသူလုံးဝအချိန်ကြီးကောင်းရင်းနဲ့အခုလိုမျိုးပြင်ပြီးတော့ highest level မှာပြန်ကစားတာလို့လည်းကျွန်တော်သိထားတာရှိတယ်ဆိုတော့မလွယ်ပါဘူးကျွန်တော်စဉ်းစားကြည့်ပဲ38နှစ်ဆိုကြတဲ့ကလက်လံလွန်းလာပြီ38နှစ်ပဲ center back တစ်ယောက်ကကျွန်တော်နေနဲ့ minute 120ကစားသွားတယ် 38နှစ်ရွယ်ကစားမတယောက်တော့ကျွန်တော်ဒါမိနစ်120ကစားသွားတယ်။ကျွန်တော်တို့ baseball တို့လူလူငယ်ကစားမတွေနဲ့တွဲကစားနေရပြီမြဲသူကလုံးဝထင်ပေါ်အောင်လှုပ်ပြသွားတယ်။ဒီပွဲမှာ Barcelona ကလည်းတအားကောင်းတာ။အဲ့တော့ Barcy ဘက်ကကျွန်တော်စပြောရရင်ကျွန်တော်ကတော့ဘာလို့ဒီ Barcelona တင်းရဲ့ပြိုင်သက်တွေအတွက်တော့ final ကိုတက်လှမ်းနိုင်မှုလက်တကန်းအလိုရောက်မှထွက်ခဲ့ရတယ်ဆိုတော့အဲ့တိတ်တော့ဘာလို့ဘယ်လိုပြောလဲဆိုတော့စိတ်မကောင်းစရာပဲပေါ့ဗျာ။ဘာလို့လဲဆိုတော့သူတို့အနေနဲ့အိမ်ဝဲမှာလည်းသူတို့အမှန်ကန်ကျူးပန်းခဲ့တယ်။တည်ရွေးကျွန်တော်တို့ပြီးဆုံးသွားတယ်။ အဝေးဝင်းကြတော့လဲဒူးစီးနဲ့သူတို့ရှုံးထားပြီမဲ့လို့သူတို့2 3နဲ့ခမ်ဘက်ပြန်လာနိုင်တယ်ပွဲပြီးကန်ဒီမှာဂိုးထက်ပြီးတော့ကျွန်တော်ပေးရတယ်ဒါမှမဟုတ်သူတို့ဒီဒီအသင်းကိုတိဆောက်ထားတဲ့ပုံစံကိုကျွန်တော်ကြည့်ကြည့်ပြသေးတာလာမယ့်နှစ်တွေမှာကြသွားစရာအချင်းကြီးမင်းမနေရဘူးနော်ကျွန်တော်တို့ကြည့်ကြည့်တော့လက်ရှိ Hansi Flick ဒီအသင်းကိုအမှန်ကန်ပြောင်းလဲထားတဲ့ပုံစံမှာကွန်းလင်မှာ Frankie ဒီကြောင့် Pedri Danny Olmo အနည်းဆုံး9နှစ်လောက်သုံးလို့ရတဲ့ကစားသမားတွေ အနည်းဆုံးတော့9နှစ်လောက်သုံးလို့ရတဲ့ကစားမတွေနောက်တန်းမှာ Eric Garcia, Cubasi, Inigo Martinez Inigo Martinez ကထပါတော့ဗျာအလွန်ဆုံးသုံးလို့ရ2နှစ်3နှစ်ပေါ့ဒါပေမဲ့လို့ပေါ့နော်ဒါ Cubasi, Eric Garcia, Jared Martin တို့ကအနည်းဆုံး9နှစ်လောက်အနည်းဆုံးတော့ Cubasi တို့နောက်တဲ့10နှစ်လောက်အသာလေးသုံးလို့ရတယ်ဂူသမားအနီးကအစားထိုးလိုက်အောင်တော့နော်ဂူသမားရှစ်စနီကတော့ထားတော့နော်ဒါအပြင်တိုက်စစ်က Rafinha, Yame, Ferran Torres, Dani Olmo ဒီကောင်တွေကအနည်းဆုံးကျွန်တော်တို့ရရမယ်ဆိုလို့ရှိရင်12နှစ်လောက်အသာလေးသုံးလို့ရသေးတယ် injury တွေပါတယ်သူกินနေဆိုရင်အဲ့ဒါအပြင်ကျွန်တော်အရန်ကုန်ကိုကျွန်တော်တို့ကြည့်တော့လေဂါဗီတို့လို့ဂါဗီရတော့ထားပါအဲ့လောက်အဲ့လောက်ဟုတ်တယ်ကစားမှာမဟုတ်ဘူးเนาะလီယိုနော့စကီတို့ကျွန်တော်အသက်ရွယ်ကျွန်တော်ရလာပြီဒါတော့တိုက်စစ်တွေပါတယ်သူတို့လူကောင်းလူလေးမြင်နေမဲ့ဖာမင်းလူဘက်စ်တို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒါအန်ဆူဖာတီတို့အန်ဆူဖာတီတို့ဆိုးဆိုးလင်းရယ်ပဲပြန်ကောင်းလာမယ်ဆိုရင်သူအချိန်ကြီးကောင်းနိုင်တယ်ပြောချင်တာကလက်ရှိဘာစီလိုနာရဲ့ကစားသမားစီရင်ကဒီအသက်ရွယ်လေးတွေနဲ့เนาะဒီကစားမလေးတွေနဲ့ဒီလောက်ကောင်းနေတယ်ဆိုရင် ဒါမဲ့တည်ကြရပြတည်လားတနည်းနည်း၃နှစ်၄နှစ်အတွက်တွေမှာမင်း Champions League ကတော့မင်းပြီးမလုပ်ဘူးလို့ထင်တယ်။နော်ဂိုးသမားနဲ့တိုက်စစ်မှုကြီးကအစားထိုးယူမယ်။နော်လိုအပ်ရင်ခန်းစစ်ပါအစားထိုးပြမင်းလိုချင်ရဆိုရင်ဒါတော့မှ Julius Condi တို့ဘာလို့ဒီနေ့ပွဲမပါနိုင်ခဲ့လို့နော် Julius Condi တို့မပါနိုင်ခဲ့တော့ Eric Garcia တို့ဘာလို့ထည့်ကစားရမယ်။ Garcia လည်းအများကြီးကောင်းအောင်ကစားနိုင်ခဲ့တယ်။ဒါကြောင့်ဘာလို့လက်ရှိကျွန်တော်ဘာစီအတွက်ဒီ Champions League ဘိုလ်ဘွဲကိုတက်နိုင်ဖို့လက်တကန်းအလူတီရောက်ခဲ့တာကနှစ်မျိုးစရာတော့ကောင်းတယ်။ဒါပေမဲ့ဒီလူစင်းင်းနဲ့ ဒီနီးပြရဲ့လက်အောက်မှာဒီလောက်လှုပ်ပြနေတယ်ဆိုတာမျိုးကနောင်တသိပ်ရရကျွန်တော်မရှိဘူးနှစ်တန်းဟာအနေဆုံးစီမီကိုရောက်နိုင်တဲ့အခြေအနေမျိုးတွေမှာမြင်နေရတယ်ဗျဒီအသင်းကသူများအသင်းတွေလည်းကောင်းတော့ကောင်းလာမှာပေါ့လေသူတို့ဒီအသင်းကြီးပဲကောင်းလာမှာတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိဘာစီရဲ့ကစားမဆင်းကိုကျွန်တော်ကြည့်လိုက်ရင်အသက်ကတအားငယ်လို့နဲ့ကစားမတွေများတယ်အလွေကြုံကစားမတွေချို့ကျွန်တော်ရှိပြီးတော့ပေါင်းဆက်ထားတာမျိုးဒါအပြင်လက်ရှိ Hansi Flick သွားနေတဲ့ပုံစံကဘာဘာစာရဲ့ဒီ philosophy ဘောလုံးယူဆနေလဲတအားကိုကန့်ညီမှုရှိတယ်ဒီမှာပါတယ်။ဒါကြောင့်ဘာစီယာဒီနေပွဲစဉ်မှာအများကြီးပူအများကြီးကောင်းခဲ့တဲ့အသင်းမှာတော့ကျွန်တော်22ကြိမ်ဒီဂိုးပေါက်ကန်သူမှုကျွန်တော်ရှိတယ်။10ကြိမ်ဂိုးပေါက်တည့်တယ်။3ဂိုးပဲကျွန်တော်ရတယ်။ဒီနေရာမှာရာမဲတို့ဘာလို့တိုင်မှန်သွားတဲ့အလုံးလေးတို့တော်တော်နှမျိုးဘူးကောင်းနေပြားလီယိုနိုစကီတို့ကောင်းတိုက်ရတာနောက်နှလုံးသလုံးကြောတက်သွားတော့အလုံးလေးတို့တော်တော်ကိုနှမျိုးဘူးကျွန်တော်တို့ကောင်းနေ။ဒါမဲ့လို့ဘောတော့ဒီဟိုဆွန်မရဲ့ save data တွေကပို့ပြီးတော့ YouTube ဖို့ကောင်းတယ်။မမေရာမဲကန်တဲ့လုံးလေးဆိုလို့ရှိရင်ပြားတအားကောင်းတဲ့လုံးလေးကြီးပဲရဲ့။ အားကောင်းတဲ့လုံနေကြီးပဲဆွန်မားကြီးအမှန်ကန်ပုတ်သွားတာဂျန်ဆွန်မားကဘာစီလိုနာနဲ့တွေ့တဲ့နှစ်ကြော့မှာကိုပဲမင်း save လုပ်ရတဲ့အပေါင်းမင်းမနေဘူးနော်ကျွန်တော်ဒီဘာစီရဲ့ဘက်က10ချိန်9ပေါက်တဲ့တယ်ဗျစဉ်းစားကြည့်3ခုပဲကျွန်တော်ရတယ်3ခုပဲကျွန်တော်ရတယ်ဗျနော်ဒါအပြင်ကျွန်တော်ဒီနေဒီ Inter Milan ဘက်က73ချိန်9ပေါက်ကန်နဲ့9ချိန်9ပေါက် တက်ပြီးတော့4ခုရတယ်ဒါတော်တော်ကြီးကိုမင်းကွာဟာမှုကကျွန်တော်မြင်နေရပြီ Inter ဘက်ကတော့ လိုပြောမယ်သူတို့ရဲ့ဘောလုံးကစားဟန်ကူက direct play ကိုကျွန်တော်တို့ကစားမယ်ဘာစီရဲ့ကစားဟန်က position base နဲ့ကျွန်တော်တို့ကစားမယ်နှစ်သင်းစလုံးကဘောလုံး flow ဆိုပြီးချင်းကျွန်တော်မတူဘူးဗျာဒါကြီးကိုဟာဘာစီကတော့ champions league မှာတော့ဗါရဲ inter ထက်ဒီဘောလုံးပိုင်ဆိုင်မှုတွေအသာစီးပိုရခဲ့တာ inter ကန်ကောင်းခဲ့တာလို့ကျွန်တော်ပြောလို့မရဘူးဘာလို့လဲဆိုနှစ်သင်းစလုံးကဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးတော့ကစားကြတဲ့အသင်းမျိုးတွေမမဟုတ်တာဘာစီတသင်းမဲ့အဲ့လိုကစားတာ inter ဟာသူ့အားသာချက်နဲ့သူရှိရယ်သူတို့ရဲ့ခံယူချက်နဲ့သူတို့ကစားဟန်နဲ့သူတို့ရှိတယ် ဘာစီယာသူ့ဟာနေသူကျွန်တော်ရှိတယ်မတူဘူးဗျာဒီလားဒါကြောင့်ဗျာကျွန်တော်အနေနဲ့အင်တာဒီ73ချိန်ကဲနေနေမှာ9ချိန်9ပေါက်တက်ပြီးတော့6ရတယ်ဆိုတာမျိုးကထီအောင်မှုကသူတို့ရဲ့တိုက်စစ်ပိုင်းမှာဘယ်လောက်ထိတောင်ကောင်းနေလဲကျွန်တော်ပြတာဒီနေရာမှာဆွန်မာကတော့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးကုသမားလို့ကျွန်တော်ယူဆတယ်အင်တာဘတ်ကဒါအပြင်နောက်တန်းမှာဘာစတူနီကျွန်တော်ပြအဲ့ဘာစတူနီကဘာစတူနီတော်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 ကြီးကိုကျွန်တော်က interception နေကျွန်တော်ကောင်းနေ block တီကောင်းနေ ီးရင်ဘောလုံးနဲ့အတူအဲ့ဒီ half space ဒီတောက်လျှောက်ကြီးကိုသူလုံးဝ drive လုပ်တာရေးသူတော်တော်လေးကောင်းတယ်။ဘာစတိုနီမှာအကုန်ရှိတယ်။ဘာစတိုနီကတကယ်နဲ့ကစားတာမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့သူကဟိုဘက်ချမ်းက B62 ဘာလို့လို့မဟုတ်ဘူးပြသေးလား။ဘာစတိုနီရဲ့ rule ကကျတော့ဘယ်လိုပြောရမလဲ။သူ့မှာတိုက်စစ်ကိုလည်းလိုက်သွားနိုင်လိုက်သွားလို့ရတဲ့အခြေအနေမျိုးနော်ဒူတိုက်စစ်ကိုလိုက်ပြီးဆိုလို့ချင်းချလာငနိုလူပဲဖြစ်ဖြစ်အင်ရီမီကီတန်ရံပဲဖြစ်ဖြစ်နေခဲ့ပေးရတာအဲဒီမာကူရိုးပါရိုနဲ့အခြေဆက်တွေနဲ့သူကစားရင်းနဲ့ဘာစလိုနီရှစ်တက်သွားတာမျိုးကြီးကျွန်တော်ရှိရတာအပြင် အကယ်လို့ပေါ့နော်ကျွန်တော်လိုအပ်လေဆိုရင်အဲ့ဒီရှေ့တက်လို့ရုပ်တရက်ဘလုံးပြက်လို့ပြန်ဆင်းရရင်အဲ့ဒီ space ကိုသူကာဘာပြန်လုတ်ပေးရတာကြီးကမလွဲဘူးဆိုအဲ့လိုကစားရင်းနဲ့အတက်ဆင်းနေ center back ဆိုတာကအတက်ဆင်းရှားတယ်နော် center back ၃ယောက်မှာ right barcelona ကအဲ့လိုကစားသွားပြီးတော့ minutes 90 minutes 120အပြည့်ကစားသွားတာဘယ်လို့မှမလွဲဘူးဘယ်လို့မှမလွဲဘူးလေတော့ barcelona ဟာလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်ဒီဥရောပထိပ်တန်းလေး9ခုရဲ့ center back တီတင်မှာအားလုံးက top 3 center back top 3 center back ဆိုပြီးတော့ကျွန်တော်ပြောကြတာသူ့ရဲ့ in position out of position မှာ လက်လံနေသူကစားတာကြီးอ่ะเนาะလက်လံနေပြီးရင်သူ့ရဲ့အရက်မောင်းနေပြီးလို့ရှိရင်ဘယ်ပြောမလဲဟို position ကစားတဲ့နေရာမှာလဲပေါ့เนาะသူ့စီကနေပြီးတော့ဟိုဘယ်လိုပြောမလဲသူများစီကိုရောက်သွားတဲ့ဘောလုံးပါစီဆိုတာတအားရှားတယ်ဘောလုံးသူ့စီကနေပြတ်တယ်ဆိုတော့တော်တော်ကြီးကိုရှားတယ်အဲ့တော့ဘတ်စတူနီကတော်တော်ကြီးကိုကောင်းနေခင်စေအစာပြီးကလည်းခုနကပြောလို့38နှစ်ပြည့်မိနစ်30ကစားသွားတယ်ဆိုတာမျိုးကြီးကလက်လံစရာကောင်းလာပြီဒန်ဖရီးစ်ဒီနေ့ပွဲမှာကျွန်တော်ကောင်းနေနှစ်ကြော်စလုံးကိုကောင်းတာဗျဒန်ဖရီးစ်က လက်ရှိဘာစီနီကစားကတဲ့နှစ်ကျော်စလုံးကိုဒန်ဖရီးစ်ကအမှန်ကန်လုတ်ပြသွားတာနီကိုလိုပါရယ်လာကတော့ကျွန်တော်ဒီနေ့ပွဲမှာသိအားမရအောင်မှန်းတမ်းပြောရင်ပါရယ်လာအနေနဲ့ကိုကဗျာလော်တာရိုမာတီနက်စ်ပြီးပြီဆိုလို့ရှိရင်သူကကက်ပတိန်များသေးလားအဲ့မဲ့သူ့အနေနဲ့ဘောလုံးတွေတအားပြက်တယ်သူဘောလုံးပြက်ရင်လည်းအန်ဒီအများနဲ့အလုံးတွေကျုံသွားတာနှလုံးကနေသုံးလောက်ရှိရယ်ဘာလဲလာဒီနေ့ပွဲတင်မှာဘောလုံးတအားဆိုင်းနေသူတပင်းပရိုပြတအားစဉ်းစားရရင်ဘောလုံးကိုရှေ့ပေးရရှိရပေးဖို့နော်ဖြန့်ရရှိရဖြန့်ဖို့ကိုသူတအားစဉ်းစားနေတဲ့အခါကျတော့ ဘာစီကရှင်းနေမင်းတို့ဘောလုံးပြတ်သွားရင်ချက်ချင်းဘောလုံးပြန်လို့ဒါမျိုးသွားတာကိုသူတို့က high line နဲ့ကစားတယ်ဘောလုံးပိုင်ဆိုင်မှုနဲ့လည်းကစားတယ်သူတို့တချမ်းထဲမှာပဲဘာစီကကစားတယ်သူတို့ဘက်ချမ်းမှာဘာစီမရှိဘူးအဲ့လိုကစားတဲ့အခါကျတော့ဘောလုံးပြတ်သွားရင်တောင်မှချက်ချင်းပြန်ပြီးတော့လူဖို့ကျူးပန်းတာအကယ်လို့ချိန်သားကိုက်မပေးနိုင်ဘူးဆိုလို့ရှိရင်အင်တာဟာလူဒီမှာအများကြီးကျွန်းမှာအဲ့ကြလို့ရှိရင်လည်းဘာစီဘောလုံးမဖြစ်မှာပဲဒါမျိုးသွားတော့ဘာလီလာတို့ဘာလို့ကလူမကျွန်းတာကိုလည်းစောင့်ရတယ်ကုကူလူအခြေဆက်ကိုလည်းစောင့်ဝိုင်းနေတယ် တွင်းတွင်းနဲ့ဘောလုံးထိရက်များပြီးတော့ဘောလုံးကပြတ်သွားတာတွေများတယ်ဒီနေ့ပွဲမှာဘာလီလာတအားကိုဘောလုံးပြတ်တယ်မာကတ်စတူဒန်လည်းပဲတော်တော်ကောင်းတဲ့နေရာမှာပါတယ်ပထမပိုင်းမှာမာကတ်စတူဒန်အဲ့လောက်မဟုတ်ဘူးတကယ်တမ်းပြောရရင်ပထမပိုင်းမှာအဲ့လောက်မဟုတ်ဘူးဒါပေမဲ့ဒုတိယပိုင်းမှာတော်တော်ကြီးကောင်းလာတာဒုတိယပိုင်းတော်တော်ကြီးကောင်းလာတယ်မိနစ်20ကစားသွားတယ်ဒါအပြင်ပေါ်တော့သူ့ရဲ့ physical နော် strong ဖြစ်တာကြီးက strength ဘိုင်းကြီးကတော်တော်ကြီးကိုကောင်းလွန်တယ်အာရူဂျိုကိုလှုပ်သွားတာဒီကောင်မလားနော်အာရူဂျိုတော်တော်ညံ့ပါတယ်နော်အာရူဂျို captain level ကြီးပတ်ပြီးတော့တော်တော်ဖြင်းနေအဲ့လုံးဆိုပြုံးအောင်ကိုဖြစ်ကုန်မဖြစ်သင့်ဘူး တော့ market student တို့တအားကောင်းနေပေါ့နော်ဒါကြောင့်ဒီတူရန်တို့ဟောပြီးလို့ရှိရင်ကျွန်တော်တို့ဒါအစာဘီဘာစတိုနီနဲ့ယန်ဆွန်မာကတော့ဒီနေ့ Dan Freeze တို့ကိုအကောင်းဆုံးကစားမိုက်လို့ကျွန်တော်ထင်နေ Inter ဘက်က Federico Di Marco ကတော့လုံးဝ tricky ဖြစ်တဲ့ player တွေနဲ့ဆိုရင်ရုံးကန်နေရတော့မယ်။ရမဲကိုမထိန်းညံတယ်တော့တိတ်အပြည့်တော့မပြောလို့ဘာလို့လဲဆိုတော့ရမဲဆိုတာကလူတိုင်းထိန်းညံတဲ့ကစားမမှာမဟုတ်တာနော်ဆိုတော့ဒါကြောင့်ပေါ့နော်ဘာစီကတော့သူလက်ရှိအသင်းရဲ့ကစားပုံနဲ့ကစားမားတွေအသက်အရွယ်တွေ project တွေပုံစံတွေကိုကျွန်တော်ကြည့်ရင် ဘာစီလိုနာရဲ့အနာဂတ်ကလုံးဝ exciting ဖြစ်စရာပါ။ဒါပေမဲ့လို့လက်ရှိဘယ်လိုပြောမလဲ final ကိုတက်ဖို့လက်ကမ်းအလူမှာထွက်ခဲ့ရတဲ့တော့နှမျောစရာပေါ့လေ Inter Milan တို့လုံးဝကိုထိုက်ထိုက်တန်တန်မှာဘာစီလိုနာလိုအသင်းမျိုးကိုကျွန်တော်တို့ကဥဆောင်ကိုပြင်ပေးရပြီးမှနောက်ကနေပြင်လိုက်ကစားနိုင်နေဆိုတာမျိုးကမလွယ်ပါဘူး။ဒါပြင်ဘာစီကွင်းမှာလည်း၃ကို၃ကိုစီတေးကြောင်ကစားထိုင်းနေသူတို့ရဲ့အခြေချင်းကိုပြခဲ့တာ။ final ကိုထိုက်တဲ့တဲ့နဲ့ Inter Milan တက်သွားတယ်လို့ပဲကျွန်တော်ပြောရမယ်တော်တော်ကိုကြည့်ကောင်းကြတဲ့ပွဲပါဒီပွဲကိုမကြည့်ခဲ့ရတဲ့ညီကိုတွေကတော့ highlight နဲ့ကြည့်ဖို့ကတကယ်တကယ်မလုံတော့တခြားရရလို့ရှင်ဗျာဘယ်လိုပြောမလဲပွဲကောင်းတစ်ပွဲရပါတော့ highlight နဲ့မလုံတော့ဘူးဗျာတိလား highlight နဲ့မလုံတော့ဘူးအကယ်လို့ကိုကပုံမှန်မဟုတ်ဘဲနဲ့ဒါ extended highlight ဒီ minute 30ဒီပါလေးကြည့်ရင်တော့မှဒီပွဲက minute 30ဆိုမင်းဘယ်လိုပြောမလဲဘယ်လိုမှမလောက်ဘူးဒီပွဲကို minute 30နဲ့ကြည့်ဖို့ဘယ်လိုမှမလောက်ဘူးပွဲတော်တွေမှာဖြစ်ပြသွားတာတွေကကျွန်တော်အများကြီးပဲဒီရမလဲနှစ်သင်းပေါင်းတော့မှ9 9ရတယ်ဗျာဒါပါတာပထမကြော်ပဲကျွန်တော်ရှိသေးတာဒုတိယကြော်နဲ့ကျွန်တော်အနေနဲ့ပေါင်းမယ်ဆိုရင်ဘယ်နှပိုးတော့ကျွန်တော်သိ9 9 6 9ဗျာနှစ်သင်းပေါင်း ော့ဒါတွေက minute minute ဘာလဲဘယ်လိုပြော10မိနစ်တို့ဘာလို့ highlight တွေနေကျွန်တော်မလောက်တော့ဘူးဒါဒီပွဲကပွဲချိန်အပြည့်ကြည့်ဖို့ကမင်းတော်တော်ကိုမင်းကန်းကောင်းတာကျွန်တော်ဒီချိန်မှာနော်ပွဲချိန်ပြည့်မကြည့်ကြရတာမင်းတော်ကိုနှမျိုးဘူးကောင်းတယ်နော်ဆိုတော့တရား inter တော့ထိုက်လိုက်တယ်နဲ့ဆိုတော့နောက်တစ်ဆင့်ကိုကျွန်တော်တက်သွားပြီညီကလို့နေနေရောဘယ်လိုမင်းကြလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ inter ဟိုဘက်က PSG နဲ့ Arsenal ဘယ်သူပဲတက်တက် final မှာဘူဆွဲနိုင်မယ်ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်